ီတော့ရလက်ကပါလဲကျွန်တော်ပြည်သူတွေမိတ်ဆွေကောင်းတွေဆုံးရှုံးရတာပါပဲကမ္ဘာ့ရဲ့နိုင်ငံရေးအရေးကလည်းဒီမိုကရေစီတန်ဖိုးတွေကိုလူလူရှုတဲ့စီကိုဥတီနေပြီရုရှားကြောင့်ဥရောပစစ်မီးတောက်လာမလားဆိုတဲ့အခြေအနေမှာမြန်မာနိုင်ငံဒီမိုကရေစီအရေးတိုက်ပွဲဟာအရင်ခေတ်တွေလောက်အကူအညီမရတော့ပါဘူးနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေကလည်းအာဏာရှင်အုပ်စုတွေနဲ့ပေါင်းတဲ့အတွက်တိုင်းပြည်ရဲ့အခြေအနေကမိတ်ဆွေကောင်းမရှိတဲ့အခြေအနေကိုတွန်းပို့ခံလိုက်ရတာပါ အသားကျနေတဲ့ကမ္ဘာစနစ်ပုံစံကနေအစီအစဉ်မကျဖြစ်ချင်တိုင်းဖြစ်လာတဲ့အခြေအနေမှာမြန်မာပြည်သူတွေနဲ့ဒီမိုကရက်တစ်အင်အားစုတွေကိုထောက်ပံ့ကူညီတဲ့နိုင်ငံတွေရော့သွားပါတယ်အမေရိကန်ဘာဝင်နောက်ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကသူတို့ရဲ့ဒီမိုကရက်တစ်မဟာမိတ်နိုင်ငံတွေကိုမကာကွယ်နိုင်တော့တဲ့အနေအထားကို ရောက်သွားပါပြီဒီနေရာမှာတော့ဝေဘန်သူတွေကအသားကျနေတဲ့ war order ကို super power နေရာယူထားတဲ့ မေရိကန်ကိုတိုင်ဖြစိပစ်လိုက်တယ်လို့ဝေဖန်ထောက်ပြကြပါတယ်ဆိုတော့ကျွန်တော်တို့ကဘာအခြေအနေကိုမှန်းဆကြည့်မယ်ဆိုရင်လက်ရှိဝေါ်တာပြက်ပြီးဖျို့ဖျဲဖြစ်နေတဲ့ကဘာကြီးမှာပဋိပက္ခတွေပိုတွေ့ရဖို့ကတော့သိကြပါတယ်ဆိုတော့ကဘာပြက်မဟုတ်ပင်မဲ့လဲဆုပ်ယုပ်ယိုယွင်းနေတဲ့ဒီနေခစ်ကဘာကြီးဟာအမောင်ထဲမှာစံတဝါဝနဲ့ဘလို့ဥတီနေလဲဆိုတာမသိနိုင်တဲ့ ခစ်လို့ဆိုရမှာပါနိုင်ငံအလိုက်ဖြစ်စေလူတူးချင်းဖြစ်စေကိုစ조사ဖန်တီးသလောက်ခရီးမတွင်တဲ့ခစ်တစ်ခုပါတကယ်တော့ဒီလိုအချိန်မျိုးတွေကိုကျွန်တော်တို့ရှစ်မျိုးဆက်တွေပထမကဘာစစ်နဲ့ဒုတိယကဘာစစ်တွေမှာကြုံခဲ့ရပြီဖြစ်တယ်လို့ကဘာလုံးကပ်ပေးကြတဲ့ကိုဗစ်ကာလမှာလည်းကျွန်တော်တို့ကိုယ်တိုင်အားလုံးအဲ့ဒီလိုမရေရာမတေချာကာလကိုဖြတ်သန်းခဲ့ပူပါတယ်အဲ့ဒီလိုအချိန်တွေမှာကျွန်တော်တို့လှုပ်ရှားတစ်ခုပဲရှိပါတယ် ကိုလုံးဆရာရှိတာနဲ့လုံနိုင်တာကိုဒီဇိုင်းမမက်ဆက်လုံနေဖို့ပဲဖြစ်ပါတယ်မနှက်ပြန်ပါရဖြစ်လာမလဲဘယ်သူမှအတိအကျမပြောနိုင်ပါဘူးမရေရာမသေးချာတဲ့ကဘာကြီးပါဆိုတော့အမောင်ထဲမှာလဲလမ်းဆက်လျှောက်ဖို့လိုပါတယ်မမြင်ရရင်တော့ imagination ဆိုတဲ့စိတ်ကူးမှန်းဆချက်တွေ determination ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ဆက်သွားနေဖို့လိုပါတယ်လက်ရှိဖြိုပဲဖြစ်နေတဲ့ကဘာကြီးက ပြန်တော့တက်လာမှာပေါ့အချိန်တော့ယူရမှာပေါ့